39နှစ်မြောက်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ထိမ့်မတ်အကျိုးစုပေါင်းလက်ဝါးဌာနပြုဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့တွင်ကြာရောက်မည်ပြည်ထရေးဝန်ကြီးဌာနအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏39နှစ်မြောက်နှစ်ပတ်လည်နေ့ထိမ့်မတ်အကျိုးစုပေါင်းလက်ဝါးဌာနပြုဆောင်ရွက်ခြင်းကိုယနေ့နေ့9နှစ်ခဏကလင်ကေးခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ကိုမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်တို့ဦးဆောင်၍ ခရိုင်မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများကလင်းခေးမြို့ဝန်လောင်ရရက်ွက်ရှိမြို့တမိုင်းဝင်မဟာမြတ်မုနိအကြောင်းတော်ပရဝံတွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်အဆိုပါစုပေါင်းဆောင်ရွက်ကြရာတွင်တမိုင်းဝင်မဟာမြတ်မုနိရုပ်ပွားတော်ကျောင်းဆောင်တွင်ရှိဇေဒီပထိုးများ၌ထုံးသင်္ကန်းကတ်လူပူဇော်ခြင်းဖျားပန်းများလဲလဲပေးခြင်းနှင့်ရေချမ်းများကတ်လူပူဇော်ခြင်းရုပ်ပွားတော်မြတ်များအားရောင်ကြီးတော်ဖွင့်ခြင်း ရေးတက်ပေခြင်းဖရာကျောင်းတော်ပရဝံပပတ်လေနှင့်တိန်တော်စေတီပရိုးများပေါ်၌ပေါရောက်လျက်ရှိသည်ပေါင်းမြင့်များရေးညိများအားဖယ်ရှားခြင်းဖရာရင်မြင်၌ရပြည့်စည်းလဲခြင်းနှင့်အမိုက်သိမ်းစည်းခြင်းတို့ကိုစုပေါင်းဆောင်ရွက်လောဝရဏပြုခဲ့ကြကြောင်းသိရှိရပါသည်ခမညာ